မင်္ဂလာပါခင်ဗျ။ဧရာဝတီကနေကြိုဆိုပါရစေ။ဒီဘက်တွေ့ဆုံမင်းမြန်ကန်းမှာလက်တလောစစ်တပ်ရဲ့ကြားဖြတ်နှိမ်နှင်းရေးရွေးကောက်ပွဲနဲ့စစ်ကောင်းဆောင်အပြောင်းလဲညစက်တက်ကောင်းဆောင်နေနဲ့နာကတ်တက်မတော်အเจ้าနေကို CDM ဘုံမှုနောင်ရိုးကိုဆွေးနွေးပေးဖို့ဧရာဝတီရဲ့စတူဒီယိုကိုဖိတ်ခေါ်ထားပါရစေ။ကျွန်တော်ကဧရာဝတီအမှုဆောင်အေဒီတာရဲနေပါ။ဟုတ်ကဲ့ကိုနောင်ရိုးပထမဦးဆုံးခုလိုလာပြီးတော့ ်အင်တာဗျူးဖြေဆိုပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြသည်ဟုတ်ကဲ့အခုရနေ့ဖိတ်ကြားပေးတာရော AR ဖွဲ့ရောကျွန်တော်အင်တာဗျူးဖိတ်ကြားပေးတဲ့အတွက်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အခုတော့အခုဒတ်တလောဖြစ်ပွားနေတဲ့ကိစ္စလေးတွေကနေစပြီးတော့ပြောကြတာပေါ့ဗျာဟာလာဒီ KK Park ကိုဆိုလို့ရှိရင်အဲ့ဒါဟိုတိတ်မကြသေးဘူးဝင်ပြီးတော့အချို့ဆောက်ုံတွေဟာလာဘုံခွဲတယ်ဟာလာနောက်ပြီးတော့ရွှေကုတ်ကိုလည်းတိတ်မကြသေးဘူးအခုဆိုလို့ရှိရင် BGF နဲ့ အဲမြန်မာစစ်တပ်နဲ့တွဲပြီးတော့ဝင်လာပေါ့နော်အဲကြားဖြတ်နိုင်နေလောက်ပြီးဆိုပြီးတော့အော်ကြီးညာတာပေါ့နော်ဆိုတော့ဒီဟာတွေဖြစ်လာတဲ့အကြောင်းရင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတိတ်မကြသေးဘူးပေါ့နော်ဒီအမေရိကန်ပြည်ထောင်စုကနေပြီးတော့ဒီအဲစကမ်စင်တာစထရိုက်ဖောစစ်ဆိုပြီးတော့ဟာလားစထရိုက်ဖောစစ်ဖွဲ့တယ်ဟာတိတ်မကြဘူးခြေစဉ်နောက်ဆက်မယ်အဲ့ဒါဒီတရုတ်ဆိုရနေပြီးတော့သူ့မြန်မာနိုင်ငံအပါဝင်သူ့ရဲ့ဒီမဲခေါင်မြို့ဝမ်း၅နိုင်ငံကို ချက်ချင်းဆိုလို့ဖိတ်ပြီးတော့ဒီကြားဖြန့်တိုက်ဖြည့်ရေလောက်ရမယ်လောက်လောက်ကြမယ်ပေါ့နော်အဲ့လိုမျိုးဟိုစီဝေးခေါ်တာကိုလည်းကျွန်တော်တွေ့ရတာဆိုတော့ဒီဟာတွေဖြစ်ပြီးချက်ချင်းဆိုတယ်လို့ပဲအခုဒီကြားဖြန့်နှိမ်နီးဟိုဟိုကျွန်တော်တွေ့ရတာပေါ့ဒီဟာကိုလောက်ဖို့အတွက်ကိုလည်းမြန်မာစစ်ကောင်းဆောင်မင်းအောင်နိုင်ကိုရိုင်အဲဖအောင်ဆင်းလာပြီးတော့ဟာလာဒီဟိုဖိအားပေးတာကိုကျွန်တော်တို့တွေ့ရတဲ့အခါမှာကြာတော့ အခုဒီကြားဖြတ်နှိမ်နှင်းကြီးတွေကတကယ်ပဲထိထိရောက်ရောက်နဲ့နှိမ်နှင်းနေတယ်လို့အဲကိုနောင်မျိုးအနေနဲ့မြင်မိလားပေါ့နောက်ပြီးတော့ပြောရမယ်ဆိုရင်ဒီဒီဒီကြားဖြတ်ကနေပြီးတော့ပဲမြန်မာစစ်တပ်ကကြီးကြီးမားမားအမျက်ထွက်နေတယ်မဟုတ်ဘူးလားဘလို့သုံးသက်ခြင်းလဲဟုတ်ကဲ့ကိုရနီလက်ရှိအဲဒီအခုကာလာအတိုင်းတွင်မှာတော့ဒါဒေတာတွင်မှာကောကဘာတော်လောမှာကောဒါတော်တော်လှုပ်လှုပ်ခက်ခက် ဖြစ်လာတယ်ကျွန်တော်တို့ဒီကြားဖြန့်လုပ်ငန်းတွေပေါ့နော်ကြားဖြန့်နဲ့တွဲမဲ့ဆိုရင်တော့အခုဒီကျွန်တော်တို့အဲထိုင်းမြန်မာနဲ့ဆက်ဒါချွေ PG ရဲ့တပ်ဖွဲ့တွေထင်ကျုံထားတဲ့ DKB မြန်မာစစ်တပ်တောက်ခံတပ်ဖွဲ့တွေထင်ကျုံထားတဲ့ဒီ KND ဒေသတကျောဟာလေဒါဟိုကြားဖြန့်နဲ့အတူတွဲပြီးတော့တကဘာလုံးမှာလဲဒါဟိုလေးတကျောဖြစ်နေတဲ့ကိစ္စရဖြစ်တယ်ပေါ့နော်အဲကျတော့ QN ပြောသွားသလိုပေါ့ပြီးခဲ့တဲ့အဲရပ်ပိုင်းတွေမှာမှာဆိုလေဒါအမေရိကန်ဆိုရဘက်ကဒီကြားဖြန့်ကသူတို့ နိုင်ငံရဲ့ကျွန်တော်ထင်ပါတယ်သူတို့နိုင်ငံရဲ့အမျိုးသားလုံခြုံရေးသူတို့လူသားသူတို့ပြည်သူတွေရဲ့အကျိုးစီးပွားလုံခြုံရေးတွေကိုအင်မတန်မှကိုထိခိုက်လာတဲ့အခါမှာဒါကိုသူတို့အေးအေးယူနိုင်ဖို့အဲတိတာမြင်တာတဲ့ခြေလမ်းတွေဆက်ပြင်လာတယ်လို့ကျွန်တော်တို့နားလဲတယ်ပေါ့နော်အလားတူပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းဒါသူတို့ရဲ့ကွန်ဒလွတ်တော်အတွင်းမှာဒီအရင်မြန်မာအရေးနဲ့အတူဒီကြားပြန့်ကိစ္စရင်းလည်းသူတို့အဲကျေပြပြဆွေးနွေးလှုပ်ဆောင်လာတဲ့အရေးတွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ညတော့တစ်ဖက်မှာလည်းတရုတ်ဘက်ကလည်း ်ဒီအမေရိကန်အဲဒရန်နဲ့တည်းပေါ့နော်တရုတ်ဘက်မှာလည်းကျွန်တော်တို့ဒီဂျာပန်တိုက်ဖြတ်ရေးကိုသူတို့ဟိုတော်တော်လေးထိတဲ့ဝင်လောက်လာတဲ့အနေအထားလေးလည်းကျွန်တော်တွေ့ရတယ်ပေါ့အမှအခုအဲတရုတ်ထိုင်းမြန်မာအဲပူးတွဲပြီးတော့လေဒီဒီဒီထိုင်းမြန်မာနဲ့ဆက်ကဂျာဖြတ်လုပ်ငန်းတွေကိုလည်းသူတို့နှိမ်နှင်းမယ်ဆိုပြီးတော့ထုတ်ပြန်ပြောဆိုလာတာထုတ်ပြန်ပြောဆိုတဲ့အပြင်ကိုကျွန်တော်ပူးပေါင်းဆောင်ရွက်မှုလေးစာကြည့်လာတဲ့အနေအထားလို့ကျွန်တော်ပြောလို့ရနိုင်မယ်ထင်ပါတယ်အဲဆိုတော့ဒီဂျာဖြတ်ကိစ္စက အဲဒေတာတွင်းကကဘာလုံးမှာလည်းအင်မတန်ရိုက်ခတ်လာသလိုနိုင်ငံကြီးအရာလည်းကျွန်တော်ထင်တယ်လက်ရှိနိုင်ငံကြီးခြိလှမ်းပြင်နေတဲ့သူ့နာကက်အတွက်စင်ငယ်ပြင်ဖို့လုပ်နေတဲ့စစ်ကောင်းဆောင်အတွက်လည်းအင်မတန်မကိုတရုတ်ဘက်ကဖိအားတွေခြိလာနေတဲ့အနေအထားတွေကြီးနိုင်တယ်အလားတူတစ်ဖက်ထဲအနောက်ဟုတ်လားအမေရိကန်တို့လိုကမ္ဘာအရေးကြီးနိုင်ငံတွေရဲ့ဒီလိုအခြေအနေတွေခြိလာတော့အင်မတန်သူစိုးရိမ်လာတဲ့အနေအထားကြီးမယ်လို့ကျွန်တော်တို့ယူဆတယ်ဒါောင်းလည်းပြီးခဲ့တဲ့ အဲဘကြိုးဆုံမင်းတော်ထုတ်ပေါ်ပြောဆိုလာတဲ့အနေထားမှာလည်းဆိုဒါတွေ့ရတယ်ဗောနော်အဲလားဒီကြားဖြန့်ကောင်းတဲ့အောက်မှာဟာအမေရိကန်တို့ကအဲနောက်ကွယ်ရဲ့အဲအနေထားတွေချိနိုင်နေဆိုပြီးသူတို့ရဲ့စိုးရင်ချက်အနေထားတွေကိုပြောဆိုလာတာကြည့်တယ်ဗောအဲ့တော့ဘကြိုးဆုံမင်းတော်ပြောတယ်ဆိုတဲ့ကဒါဒါစစ်ကောင်းဆောင်ရဲ့စိုးရင်ပူပန်မှုကိုတစင်ပြောရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဟိုလက်ရှိလေဒါစစ်ကောင်းဆောင်ကအဲဘန်ခီးစင်မှာဒီကြားဖြန့်ကိုအဲပြင်းပြင်းထန်ထန်ချင်းနေဖယ်ချားမယ်ဆိုပြီးတော့ အဲသူတို့သိတာတကယ်တော့ကြာပါဒီဟာတွေကအင်မတန်မောက်အမြင့်တွယ်နေတာကြာပြီချမ်းမြောင်ချမ်းမြောင်မဲ့အတူဒီထိုင်းနေဆက်ဒီချွေကုတ်ကိုကေပတ်တို့ဆိုတာဒါတလောကလုံးတကဘာလုံးနဲ့သိနေတယ်စစ်တက်ကောင်းဆောင်ဆင်ဆင်နဲ့သိပါတယ်အခုမှဟိုကျအင်မတန်မောက်ကိုဟိုအတောင်တင်ထိမြန်တင်မြန်အနေထားတွေဖြစ်တတ်တယ်ကဘာမှာလည်းအပုံနဲ့တထောင်တောင်ဖြစ်လာတယ်ကဘာအင်ယာကြီးနိုင်ငံတွေကအင်မတန်မောက်ကိုထဲထဲဝင်လုံးမဲ့ဒေတာတွင်းအစိုးရတွေကမလို့တဲ့ခါမှာလုံးမဲ့အနေထားတွေတွေ့လာတော့မှဒါစစ်ကောင်းဆောင်ဟာအဲဒီရှင်နာဒီထုတ်ဖို့ပြောဆိုလာတယ်လို့ကျွန်တော်ယူဆတယ်ပေါ့ဒါပေမဲ့လို့ ဒီစစ်တပ်အခု BGN နဲ့ပူးတွဲပြီးဆက်ချင်းနီးရဆပြီးတော့အဲကြားဖြန့်နှိမ်ရင်းတွေလုတ်ပြီးလို့အဲပြောဆိုလာတာရှိတယ်မြေပြင်မှာလည်းဖမ်းဆီးစစ်ဆေးမှုတွေစတိုက်လုတ်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်သို့တော်လည်းဒီလုတ်ဆောင်မှုကတကယ်ပဲကြားဖြန့်နေအမြင့်ပြတ်သွားမလားဆိုတဲ့ဟာမှာတော့ကျွန်တော်တို့အများကြီးအေဟိုမိကုန်ထုတ်စရာတွေရှိတယ်အဲအများကြီးစောင့်ကြည့်ရမယ့်အနေအထားတွေရှိမယ်လို့တော့ကျွန်တော်တို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ ဒီလက်နက်ကင်ဒီကြားဖြတ်လုပ်ငန်းတွေဟာဒေတာသွင်းနိုင်ငံတွေအပြင်ကိုဒီမြေပြင်မှာပုံပတ်သက်နေတဲ့လက်နက်ကင်တပ်ဖွဲ့တွေအဲစစ်တပ်အခုစစ်ကောင်စီတပ်ရဲ့လောက်ခံဒါ BGA တို့လို DGB တို့အဖွဲ့တွေအပြင်ကိုဒေတာသွင်းစစ်အာဏာပိုင်တွေစင်ခဲစင်ခဲမှာကျွန်တော်ဆက်ဆက်ပတ်သက်မှုတွေအများကြီးရှိတယ်ပေါ့နော်။ဘာကြောင့်လဲဒီဟာကြီးကဟိုကျွန်တော်ဟိုဟိုဖုံးခွေလို့ရတာမဟုတ်တာဒေတာအခြေခံဒေတာတွေမှာကြည့်တဲ့အရသာပြည်တွေတော်မှဟိုတိနေကြတဲ့ကိစ္စပေါ့နော်။ဒီဟာဟို ။နောက်ပြီးတော့ဒီရဲ့ဒီလောက်ကြီးကြီးမားတဲ့ကွန်ရက်နယ်ပယ်တွေမှာနောက်မှာအချိုးစီပွားပတ်သက်မှုနဲ့အခက်တိလိုက်စားမှုတွေတက်တက်ပြင်းပြင်းကျွန်တော်တို့ရှိပါတယ်။ဒါနဲ့ဆက်ဆက်ပြီးပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီလိုနေသားဆောင်တက်တွေပြည်သူစစ်တွေအတေတာတွင်လက်နက်ကင်အနာပိုင်တွေနဲ့စစ်ဒီဒေတာတွင်စစ်တက်အကြီးကြီးတွေကြားထဲမှာတက်တက်မှုတွေတိုင်းမှုတွေကြားထဲမှာ ခေတ်ဆက်ဆက်မှာလည်းကျွန်တော်တို့ကပတ်သက်ဆက်ဆက်မှုတွေရှိတယ်အဲ့ဒါအပေးယူတွေအဲကာရဝပြုတွေအဲ့ဒီလိုက်ဆောင်မှုတွေဒီပုံစံတွေရှိတယ်ဒါကြောင့်လည်းကျွန်တော်တို့က data အတွင်းမှာဥရီမဲဖြစ်စဉ်တွေအဲတရားမဝင်လုပ်ငန်းတွေအလားတူဒီလိုကြားဖြန့်လို့ကြားဖြန့်တော့အင်မတန်ပေါ့ကြီးမားတဲ့ကဘာတိတက်ရောက်တဲ့အနေအထားမျိုးလို့ကျွန်တော်ပြောလို့ရတာပေါ့နော်အဲ့တော့အောက်ရှိမှာအများကြီးပတ်သက်နေတာပါပတ်သက်နေတာဖြစ်တဲ့အတွက်သူတို့မှဟိုအပြန်လန်ပြန်ကြည့်ရမယ့်အနေအထားတွေထဲထဲဝင်နှချိုင်းနဲ့အပေးယူတွေအဲ့ဒီလိုက်ဆောင်မှုတွေအဲအပြန်လန်ရတဲ့ချိတယ်ပေါ့နော်အဲ့ဒါက စင်ခဲစင်ခဲအထိပါအာကျွန်တော်တို့ချိပါတယ်ဒီဟိုပြန်ကြည့်မယ်ဆိုရင်ဒီလိုကြားဖြတ်နေအခုမှပေါ်လာမို့လုံခဲ့တဲ့နှစ်ဒီကမြစ်တွေလာတဲ့ဟာတွေဖြစ်တယ်ကျတော့အဲ့ဒီကပတ်သက်ခဲ့တဲ့စစ်ရရှိဆိုအခုဆိုရင်အဲတက်မတော်မှာအကြီးပိုင်းနေထိတောင်မှအချိနေတယ်လို့ကျွန်တော်တို့ရောက်နေရောက်သွားကြပြီဘာလို့ကျတော့စင်ငင်းစင်ငယ်ကအများကြီးပတ်သက်ကြတာပါကျတော့သူတို့မှဟိုကဘာကြီးရဲ့ပုံရိပ်ကြောင့်ကဘာကြီးရဲ့ဖီးယားကြောင့်တကယ်အင်ဂျင်နီယာနိုင်ငံရဲ့ဖီးယားကြောင့်ဟိုထိမ့်မနေသိမ့်မရအနေတွေကြောင့် နှိမ်နှင်းမယ်ဆိုရင်တော့မှအမြင့်ပြတ်ဖို့ဆိုတော့ကဘာအင်မတန်မောက်ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့နှိမ်နှင်းရမယ့်လူတွေကိုယ်တိုင်ကဒီလုပ်ငန်းတွေမှာပုံမှန်ပတ်သက်မှုတွေအများကြီးရှိနေတာကြောင့်ပါ။အဲကျတော့ဟိုဒီကဘာကြီးအာယုံစိုက်ခံရတဲ့နေရာတွေမှာတော့ချင်းလင်းမှုတွေအဖယ်ချားမှုတွေပုံဖော်လုပ်ဆောင်မှုတွေတော့ရှိနေနေမယ်။ဆိုလိုရင်တော့ပေါ့ဗျာနှိမ်နှင်းအဲတချို့ကလည်းနှိမ်နှင်းလို့ရမယ့်အရာလည်းနှိမ်နှင်းပဲတချို့ကလည်းနှိမ်နှင်းနှင်းပြပြီးတော့မှပုံစံပြောင်းတာကြီးလည်းရှိတာနိုင်တယ်ဒါကြောင့် ဒီကြားဖြတ်နေရတော့ကဘာကြီးရဲ့အာယုံစိုက်ခံတဲ့နေရာတွေမှာတရုတ်တို့အမေရိကန်တို့ရဲ့ဖိအားပေးခံရတဲ့ကြောမှာတော့အဲတကယ်သူတို့ဟိုဘယ်လောက်ထိလုံးမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်အဲ့ကလုံဆောင်မှုနောက်ကွယ်မှာတော့အကြောင်းအရာတစ်ခုတော့ကြုံပါသွားနိုင်တယ်ပေါက်ပြတ်သွားတယ်တို့တို့အဲ့လူတွေကဒီဥပ္ပေသုံးမှုမှုနဲ့နေတယ်အခက်ကြီးလက်ဆောင်မှုကြီးပြန့်ချီနေတယ်ကျွန်တော်တို့နိုင်ငံတွင်းမှာတော့ပုံစံတစ်မျိုးမျိုးနဲ့အမြင့်တွင်နေလိမ့်မယ်အဖြန့်ခွဲအဲ ကြီးထွားမှုတွေဆက်ချနေနိုင်မယ်ဒီဟာတွေကတော့ပြည်သူတွေရောအဲပြည်တွင်းပြည်သူတွေတော့မှအနေနဲ့ဆက်ချလာမယ်အနေထားလို့တော့မှကျွန်တော်တို့ပြောလို့ရမှာတကယ်ကိုနောင်ရိုးပြောတော့ကျွန်တော်ကသွားပြီးတော့သတိရမိတာပေါ့လေဆိုတော့ကြားဖြန့်ဆိုတာဒါနောက်ဆုံးပေါ်တဲ့ပြဿနာလို့ပြောတယ်တကယ်တမ်းဆိုအရှိမဆိုလို့ရှင်လားတယံဇာတာတွေအဲတူဖို့ရောင်းစားတာတွေရှိတယ်နောက်ပြီးတော့မူရစေဝါကိစ္စတွေရှိအဲ့ဒါအားလုံးကခုနကလုံးလေချလဲလိုက်ပြီးတော့ဟာလာဒီအဂရိလိုက်စားမှုက ပြည့်ပြန့်ပြီးတော့အခုလည်းဒီပြဿနာတွေအဲ့လိုမျိုးခုတက်တိရှင်းလို့ရမရသေးဘူးတဲ့ဟုတ်တယ်မလားဝိစေဝိုင်းဆက်ထွက်နေတော့ဟဲ့လားတရားစားတိုင်းတူဖော်ရောင်းစားနေကြတော့ဒီတိုင်းပဲကြက်ပြန့်လဲဆက်ပြီးတော့သွားလိမ့်မယ်လို့တော့အဲအဲ့လိုပဲပြောလို့ရတယ်နော်အဲ့လိုအဲပြောလို့ရတယ်ကျွန်တော်သတ်လို့ရတယ်ဒီကြက်ပြန့်ဆိုအခုကျွန်တော်တို့ကြက်ပြန့်ဆိုတဲ့အဲတခုကိုပဲကြည်တာပေါ့နော်ဒီလိုဥရင်မဲ့လုတ်ရက်တွေပေါ်ပေါက်လာခြင်းကွာဒီအောက်ချီအစစ်စစ်နေမှာလက်နက်ကန်အာနာပိုင်းနေမှာ အဂတိလိုက်စားမှုတွေအဲဥပဒေစိုးမိုးမှုယောနေပြီးတော့မှဟာလာအကျိုးစီးပွားပိုင်းပတ်သက်မှုရှိလို့ဒီလောက်ဒီအဲပေါ်ပေါက်ဟိုကြီးထွားတာတာပေါ့နော်ဒါမျိုးတခြားသောမူရေးစေဝါတို့အဲတခြားသောတယံသာတာအဂတိလိုက်စားပုံစံမျိုးစုံတွေကြီးနေတာပဲဒါကြောင့်မဒါတွေကအဲဒီတကယ်အရေးယူရမယ်ဒါတွေကိုဥပဒေစိုးမိုးလုံးမဲ့လူတွေကိုယ်တိုင်ပိုင်းပတ်သက်နေရဖြစ်တဲ့အတွက်အမြင့်ပြတ်သွားဖို့ဆိုတော့မဖြစ်နိုင်ဘူးပုံစံတစ်မျိုးမျိုးနဲ့ပုံစံပြောင်းနေရာပြောင်းဒေတာပြောင်းပြီးတော့ဆက်လက်အမြင့်တွယ်နေလိမ့်မယ်လို့ကျွန်တော်ဆိုလိုချင်တာပေါ့နော်ဟုတ်ကဲ့ ကြားဖြန့်ကိစ္စကနေပြီးတော့ကျွန်တော်တို့အခုကကြားဖြန့်ရွေးကောက်ပွဲလို့တောင်တချို့တွေကပြောနေကြတာဘာဖြစ်လဲဆိုတော့ဒီရွေးကောက်ပွဲနဲ့ကြားဖြန့်နဲ့အတူတူပဲအဲ့လိုမျိုးဟိုလိမ့်လဲလှည့်ပြားမှုဖြစ်တယ်ဆိုတဲ့အခါမှာကျွန်တော်ထားလိုက်တော့အဲ့ဒါဟာလာကျွန်တော်တို့ရွေးကောက်ပွဲဘက်ကိုတစ်ချက်လှည့်ပြီးတော့ပြော ပြောကြတာပေါ့ဗျာဆိုတော့အာဆီယံရောကုလသမဂ္ဂရောတခြားဒီအနောက်နိုင်ငံတွေလည်းသိမကြသေးဘူးဟာလာအမေရိကန်ကပါဒီရွေးကောက်ပွဲဟာအတူအရောင်ဖြစ်တယ်ဆိုပြီးတော့ပြောလာတဲ့ ကြားထဲမှာပင်မဲ့လဲဒါပေမဲ့ဒီအခုရွေးကောက်ပွဲကတော့ဖြစ်အောင်တော့မဲ့အဲအနေထားကိုကျွန်တော်တွေ့နေတာဟုတ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တက်ထဲမှာဘာတွေပြောနေကြတယ်ပေါ့နော်အဟိုခေါင်းဆောင်ပိုင်းအပြောင်းလဲတွေဖြစ်လာနိုင်မယ်လို့ညှော်လင့်နေတာရှိနေကြလားတက်ထဲကိုကျွန်တော်တို့ပြန်ကြည့်မယ်တက်ထဲရဲ့အတန်တွေကိုနားထောင်မယ်ဆိုရင်တော့တက်ထဲကခေါင်းဆောင်မှုအပြောင်းလဲကိုရှင်းပြရင်နောက်ဆုံးဟိုဒီစစ်ခေါင်းဆောင် မချီတော့မဲ့နေရက်ကိုအာသူတို့တထည့်ရမိသားစုတွေအများကြီးညှို့လင့်နေပေါ့နော်။ဘာကြောင့်လဲဆိုတော့အစကတည်းကတိုင်းပြည်ကပုံမှန်သွားနေတဲ့ဟာကိုမဲမတော်မှမှုဆိုပြီးအကြောင်းပြပြီးတော့မှဒီလိုမျိုးဟိုအာနာသိမ့်နိုင်ခြင်းအကျိုးဆက်ကြောင့်ဒီနေ့စစ်တပ်တစ်ခုလုံးကျွန်တော်တို့တာဝန်ထမ်းဆောင်တက်မတော်တစ်ခုလုံးကဒီနေ့ကြီးမားတဲ့အကျိုးဆက်တွေကိုရင်ဆိုင်ခဲ့ရတာဒီဝေဒနာတွေကိုစစ်ကောင်းဆောင်ရဲ့အာနာသိမ့်နိုင်တဲ့အကျိုးဆက်ဝေဒနာတွေကိုအောက်ခြေတက်မတော်သားတွေမိသားစုတွေဒီနေ့ခါးသီးခံနေရတာပေါ့နော်။အဲ့ဒါတော့သူတို့ကိုယ်တိုင် ဒီအပြောင်းအဲဟိုနိုင်ငံအပြောင်းလဲဆိုတော့တဲ့စစ်ကောင်းဆောင်မရှိတော့မယ့်နေရာကိုသူတို့အများကြီးမျှော်လင့်နေအဲဆောင်းသားနေလို့ကျွန်တော်တို့နားလဲလို့ရပါတယ်အဲဒါတော့ဒါတစ်ပိုင်းပေါ့လေအဲဒါတော့လက်ရှိစစ်ကောင်းဆောင်တော့အခုကျွန်တော်တို့နိုင်ငံတကာနဲ့ကျွန်တော်တော်လိုင်းရာစုတွေပြောနေတာအတူရောအရွေးကောက်ပဲပေါ့ဒါပေမဲ့ကျွန်တော်တို့ပြောတာတော့ဒါသူကရုပ်ပြရွေးကောက်ပဲပဲသူ့မှာအဲသူ့ရဲ့ပြင်ဆင်မှုတစ်ခုအတွက်ဒါဂျားကန် step ကိုရွေးကောက်ပဲဂျားခံလိုက်တာပဲအဲသူလက်ရှိအခြေအနေကနေနောက်တစ်ခုကို ပုံစံပြောနိုင်မှုအတွက်ဒါရုပ်ပြကြားကန်ရွေးကောက်ပွဲပဲဖြစ်တယ်ရွေးတကယ်တကယ်ကျတော့ရွေးကောက်ပွဲရလက်တွေသူ့လိုချင်တဲ့အနေထားတွေဟာသူ့မှာချိန်ပြီးသားသူ့ပြင်ထားပြီးသားတရားကိုထုတ်ပြန်နိုင်မှုသူ့လိုတဲ့အခင်းကြီးကိုသွားဖို့အတွက်ရွေးကောက်ပွဲကိုကြားကန်ပေါ့နိုင်ငံတကာမှာတော့အထူးရောင်းယူခဲ့ပေါ့ကျွန်တော်တို့ရဲ့အခြေအနေရတော့ဒါရုပ်ပြအဲရုပ်ပြနိုင်ငံတကာရဲ့ဟိုရလက်တစ်ခုကိုထုတ်ပြန်ပြဖို့အတွက်ကြားကန်ထားတဲ့ရွေးကောက်ပွဲတစ်ခုလို့ကျွန်တော်တို့နားလဲပါတယ်အဲ့တော့အခုဒီဟာနဲ့ပတ်သက်ပြီးတော့ ်အော်စစ်တပ်ထဲမှာလည်းကျွန်တော်တို့အကြားနေရတဲ့ဟာဆင်အဲစစ်တပ်လည်းအစွမ်းတော်ပြောလို့ဒီအာနာသိမ့်လိုက်တဲ့အကျိုးဆက်ကြောင့်သူတို့အောက်ကြီးမှာတော်တော်လေးခါးစီခံရတယ်စစ်ကောင်းဆောင်တွေရဲ့အဲဒီဒီကျူးလွန်မှုတွေကြောင့်အောက်ကြီးမှာပေးဆက်ရတယ်ခါးစီခံရတယ်ပြည်သူမုံတီးမှုအပြင်ကိုတနိုင်ငံလုံးဆန့်ကျင်ပုံကံမှုတွေကြောင့်အဲသူတို့အသက်ဘဝတွေမိသားစုအများကြီးတတ်မလို့တော့အောက်ကြီးတွေမှာဟိုပြည်သက်ဆုံးညုံခဲ့ရတယ်ဝေဒနာတွေဒီကနေ့ဒီသူတို့ပြင်းပြတမိုင်းတစ်ချောင်းမှာဆိုတော့ အာတော်တော်တိကျကြီးမားတဲ့အနေထားလို့ပြောလို့ရတယ်။ဒီဟာတွေကိုသူတို့ခါစီခံနေရတယ်။အဲ့တော့သူတို့မှလည်းကျွန်တော်ကြားရတဲ့ဟာဆိုရင်ရွေးကောက်ပွဲကနေတစုံတရာဟိုဒီစစ်ကောင်းဆောင်ကဟိုရွေးကောက်ပွဲကမစစ်မှန်ဘူးသူလိုချင်တဲ့ရလို့ဆိုတော့အောက်ချီတက်မလို့သားကြီးလည်းတည်တယ်။အဲသူလိုချင်တဲ့အခင်းချင်းတိုင်းတက်သွားမှာအဲရလက်တွေကချီပြီးသားအဲဒီရွေးကောက်ပွဲကျင်းပအောင်တက်တက်ပဲဆိုတော့သူတို့တည်တယ်။သို့တော်လည်းဒီရွေးကောက်ပွဲအကျိုးဆက်အနေမှာအဲနိုင်ငံရေးပြည်လုံးမှုတွေခုဖြစ်သွားရင်သူတို့ရဲ့ဟိုခါစီခံနေရတဲ့ဝေဒနာတွေတော့မှယုံပါသွားနိုင်မလား။အလားတူမင်းအောင် ဒီစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုယ်တိုင်တက်မလို့အဲ့နေပြီးတော့တခုခုရောက်သွားရင်ပြီးရောအပြောင်းလဲဖြစ်သွားနိုင်မလားဆိုညှော်လင့်ကြတာမျိုးအဲချိတယ်ပေါ့နော်အဲကြတော့အဲစစ်တပ်ထဲမှာလည်းဒီရှင်တွေဒီပြောနေရတာချိတယ်သို့တော်လည်းအဲတစ်ဖက်ကအခုကျွန်တော်တက်အောက်ခြေတွေမှာဆိုလဲဒီ UK ဘွဲပြီးခဲ့တဲ့လာပိုင်းနေရာစပြီးတော့အဲတော်တော်လေးဝါးရဖြန့်ပြီးတော့လိုက်ဖြိုးဆုပ်နေတာလေကျွန်တော်ကြားရတယ်ပေါ့အဲ့ဒါကတော့အဲဒီအနာသိမှုနောက်ပိုင်းမှာကြီးမားတဲ့ပုံကံ မှုတွေတော်လှန်မှုတွေလက်နက်ကင်တော်လှန်မှုတွေစစ်တပ်အင်မတန်ပြိုလဲမှုအနေထားဒီရောက်ခဲ့တဲ့အနေထားမှာတက်ထက်မှတော်တော်လေးကိုအချော့ဖြစ်သွားတယ်အဝယုံသုံးခန်းအနေထားတွေဖြစ်သွားတယ်တက်အောက်ချီတွေမှာလည်းတော်တော်လေးစိတ်သက်ကြဆင်းမှုတွေစိတ်ပြတ်မှုတွေရှိတယ်အပြိုလဲလူနီးပါလို့တော့ကျွန်တော်ပြောလို့ရတယ်ဗျဒီအချိန်လေးဒီဆိုင်ခဲ့တာဒါတွေလည်းစစ်ကောင်းဆောင်ပိုင်းတည်တဲ့အခါမှာအဲအခုဆိုရင်တက်အောက်ချီတွေမှာလိုက်ပြောနေတယ်ဒီရေခောက်ပွဲကနေမှအဲအဲဒီတက်မတော်ကိုအဲငွေအနေထားဒီပြန်သွားမယ် အဲတည်ငြိမ်တဲ့အနေအထားတွေပြန်လည်ပေါ်ဆောင်ပြေးမယ်ဒီကာလမှာအဲကြမ်းကြမ်းခံပြီးတော့အဲရည်တည်ပေးကြပါတစ္ဆာချိကြပါအဲကြမ်းကြမ်းခံပြီးဓာရီကိုသူတို့အဲလာခဲ့အလွန်မှာဒီကြမ်းကြမ်းခံခဲ့တဲ့လူတွေကိုသူတို့ပြန်လည်ချီးမြှင့်ပါမယ်မြောက်သွားပါမယ်ပြန်အဲဂုဏ်ပြုပါမယ်ဆိုပြီးတော့အဲပြီးရင်လည်းဒီငြိမ်းချမ်းရေးအနေအထားတွေလည်းပေါ်ဆောင်မယ်တက်မလို့ကလည်းငကူအနေအထားတွေပြန်သွားမယ်ဆိုပြီးတော့ အောက်ရှင်မိသားစုကိုပြန်စည်းရုံးနေရတဲ့အနေထားကြီးတယ်။အောက်ရှင်မိသားစုတွေကလည်းဆိုတော့ကျွန်တော်ချိန်မှာပြောခဲ့လို့ပေါ့သူတို့ခါးသီးခံနေရတဲ့ကြီးမားတဲ့အဲဒုက္ခတွေဟိုဟိုဘလို့ရိုက်ခတ်မှုတွေခံတဲ့ခါမှာပြေရောလို့ပြေရောညာအဲသူတို့မျောလင်းနေတာကြည့်တယ်သူတို့ရဲ့မျောလင်းချက်ကဒီရွေးကောက်ပွဲအလွန်မှာသူတို့အင်မတန်မှကိုမကြိုက်တဲ့ဒီစစ်ကောင်းဆောင်တဏီယာအောင်များအဲတက်မလို့မှမချီတော့မယ့်အနေထိုင်ချီလာနိုင်မလားဆိုတော့မျောလင်းချက်ကြီးတယ်ပြီးလက်ရှိခါးသီးခံနေတဲ့နေကိုပြေရောသွားနိုင်မလားလို့မျောလင်းနေတာကြည့်တယ်ဒါပေမဲ့ဒါတွေဟာဒီရွေးကောက်ပွဲဟာ သူတို့မျှော်လင့်သူအနေထားတွေဖန်တီးပေးနိုင်မှာမဟုတ်ဘူးလို့တော့ကျွန်တော်တို့ပြောလို့ရနိုင်တယ်။ဒါပေမဲ့လိလစောင့်ကြည့်တဲ့လူတချို့အဲ့လိုမျိုး report တွေပါပါထွက်တာ哦အဲ့ဒါတော့ fourth generation ဟလားစရုပ်တမျိုးဆက်ခေါင်းဆောင်တွေအာတက်မှာနေရာရလာနိုင်တဲ့နာမည်နဲ့ထုတ်ပြောပြောရလို့ရှိရင်တော့အဲ့လိုပြောအခုကပိုချုပ်ကြီးအဲကျော်စွာလင်းနဲ့ဟလားဒုဂုတ်ချုပ်ကြီးကိုကိုဦးတို့ဆိုလို့ရှိရင်ဒါတက်ချုပ်ဖြစ်လာနိုင်မဲ့အနေထားအထိပါ အာမျှော်လင့်ချက်တွေရှိနေကြတော့အာကုနောင်ရုံးအနေနဲ့ရောဘယ်လိုမျိုးမျှော်လင့်ခြင်းလက်ရှိအဲဒီစစ်ကောင်းဆောင်ခင်းချင်းထားတဲ့အနေအထားရဆိုရင်တော့ဒီပြင်ပသုံးသက်သူတွေပြောနေကြသလို CDN A လည်းအဲချိမနေကြသလိုဒါစစ်ကောင်းဆောင်တာတက်ကိုအဲအလွှဲပြောင်းလုပ်ခင်မယ်ဆိုရင်တော့ တချိအချင်းချင်းရဆိုရင်ဒီ35တို့38တို့ပေါ့နော်တော့ဘူဂျိုကြီးကြော်စွာရင်းတို့ဘူဂျိုကြီးကိုကိုဦးတို့ဟာသူတို့မျိုးဆက်ဒီအာနာရလာနိုင်တယ်သူတို့အချင်းချင်းတွေကျူတင်ရတာပြင်ဆင်ဘူးလို့အဲကျွန်တော်နားလေကြတယ်ပြောကြတာကြည့်တယ်ပေါ့နော်တကယ်လို့ဒါကတကယ်ပဲဒီစစ်ကောင်းဆောင်ကတက်အာနာတက်ကောင်းဆောင်မှုအပြောင်းလဲကိုလုပ်မယ်ဆိုရင်တော့ဒါဖြစ်နိုင်ခြင်းအင်တာမကိုရှိပါတယ်အဲရှိတယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်စင်ခဲ့သူပြင်ဆင်နေတာကြည့်တယ်ပေါ့တို့ပြင်မယ်လို့လက်ရှိနိုင်ငံရေးအချင်းချင်းနဲ့ ပြီးခဲ့တဲ့အနာသိမှုနောက်ပိုင်းအကျိုးဆုံးပြန်ကြည့်မယ်ဆိုရင်တော့အဲဒါကတတိကျကျွန်တော်တို့ပြောလို့မရနိုင်တော့ဘူး။ဘာလို့ဆိုတော့နိုင်ငံရေးခြေအနေတွေကအင်မတန်မောပြောင်းလဲသွားပြီးစစ်ကောင်းဆောင်နေနဲ့လည်းအများကြီးသူစဉ်းစားသုံးသပ်နေရတဲ့အခြေအနေလို့ထင်တယ်ပေါ့။ပုံမှန်အနာသိန်းတော့တော့သူအနာသိန်းပြီးတော့တိုင်းပြည်ချင်းတွေတခုတော့ရှိတယ်သူတမနာဖြစ်ချင်းတယ်အဲ့ဒါဆိုရင်သူတပည့်လင်းချင်းနေထားမှာပေါ့နော်ဒါပေမဲ့အနာသိန်းပြီးနောက်ပိုင်းမှာအင်မတန်ကြီးမားတဲ့တုံ့ပြန်မှုတွေနိုင်ဟိုဆူပေါ်တဲ့ကျွန်တော်ကျူးလွန် မှုတွေလုံခြုံရေးမတည်ငြိမ်မှုတွေအခြေအနေကိုရင်ဆိုင်ရတဲ့အခါမှာဒီကနေ့စစ်ကောင်းဆောင်ဟာအဲသူစင်သားလာပြီပေါ့နော်။သူကိုယ်တိုင်နဲ့ထုတ်ပြောပြီးသား तू အာနာသိမ့်ခဲ့တာကတမနာဖြစ်စင်လို့နိုင်ငံအကြီးဆုံးနေရာကိုရချင်လို့ तू အာနာသိမ့်ခဲ့တာ။ဒါပေမဲ့ဒီကနေ့မှာအဲ့အာနာသိမ့်မှုနောက်ပိုင်းအကျိုးဆက်တွေကြောင့်သူ့မှာသူ့အနာကက်သူ့နေဝင်ချိန်မှာသူဘလောက်ထိစိတ်ဖြစ်မလဲဆိုတာ तू စဉ်းစားလာပြီပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တက်ဟိုမှာကဟိုကဟလာတက်ကိုလက်ထုတ်ရပြီဆိုတာ ਨੇ အဲသူ့ရဲ့ အနာကအတည်ငြိမ်မှုကနောက်တက်ကိုလက်ကင်ထားတဲ့လူရဲ့စိတ်တဘောသားအခြေအနေပေါ်မှာအများကြီးရပ်မိပြီးသွားတော့ပေါ့နော်ဒါကြောင့်ဒီအခြေအနေကိုလည်းစစ်ကောင်းဆောင်စဉ်းစားတုံ့တက်မှုတွေရှိနေမယ်လို့ကျွန်တော်တို့မြင်ရတယ်ဒါကြောင့်လည်းဒီအခြေအနေတွေပေါ့နော်အဲဟိုဒီရွေးကောက်ပွဲအတွက်လုံနေရင်မှလည်းတစ်ဖက်မှာလည်းပြင်ဆင်နေတယ်လို့ကျွန်တော်တို့နားလည်ရတယ်အကျတော့ခေါင်းဆောင်မှုအပြောင်းလဲဖြစ်လာနိုင်မလားဆိုတော့ကစစ်ကောင်းဆောင်ကတက်ကိုတကယ်လွှဲပေးမှာလားဆိုတဲ့ဟာက စဉ်းစားရဖြစ်လာတယ်တကယ်လွှဲပေးမလားဆိုတော့သူ့နာကက်လုံခြုံရေးသူ့လုံခြုံရေးနေမဟုတ်ဘူးဒီနေရာမှာသူ့သားသမီးတွေမြို့သက်လုံခြုံရေးပါသူထက်တွဲရမယ်နေတာကြည့်တယ်သူသမရဖြစ်ချင်းပေးမယ်လို့အဲနာကက်တက်အာနာမဲလာပြီဆိုရင်သူ့ရဲ့နာကက်နေဝင်ချင်းလုံခြုံရေးကဘယ်သူကအာမခံမလဲသူလွှဲခဲ့တဲ့လူရောသူ့ဘောဘလောက်ဒီနှစ်ကာလအတိုင်းအတာတစ်ခုဒီဘလောက်ဒီသက်သာကြည့်မလဲဆိုတော့ကသူ့အတွက်အဓိကစိုးရင်ဖြစ်အောင်ရှင်နေလို့ကျွန်တော်နားလဲတယ်ဒါကိုလေဒီ လက်ရှိတကြုံဟာပုံမှန်မရောက်နိုင်လေဒါကိုစဉ်းစားနေလိမ့်မယ်လို့ဟိုကျွန်တော်နားလဲဒါကြောင့်သူ့နာကက်မလုံခြုံဘဲနဲ့လုံခြုံတဲ့အနေအထားဒီမပြင်းစင်ရသေးဘဲနဲ့တော့တက်ကောင်းဆောင်မှုအပြောင်းအလဲကိုဖြစ်ပေါ်လာဖို့ဆိုတော့ကျွန်တော်တို့ပြောရခက်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အခုကနောက်ဆုံးမိကျင်တဲ့မိကွန်ပေါ့နော်အဲ့ဒါကတော့ကိုကူနောင်ရုပ်ဆိုလို့ရှိရင်ဟလာဒီတံမတော်သားတူအဖြစ်ကနေပြီးတော့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာ CDM တုတ်ခဲ့တာပေါ့နော်ဆိုတော့ တက်မတော်ရဲမှာဖြတ်တန်းတဲ့ဟလာကာလာရှိတယ်လို့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာလည်းတက်မတော်ဘလောက်ထိဆိုးဆိုးရွားဖြစ်သွားပြီဆိုတာကိုလည်းအလိုမျိုးမျက်မြင်ကိုယ်တွေ့ဖြစ်တယ်ဟလာခုနောင်ကပြောတယ်လို့မျိုးပဲအကျင့်ပြတ်ကြစားမှုတွေနဲ့အလိုမျိုးတိုက်စားနေတဲ့စစ်တပ်ဟလာနောက်ပြီးတော့ခုနောင်ကပြောသွားသေးတဲ့စစ်ရာဇဝတ်မှုတွေဟလာတတိကြီးနဲ့ဆွဆွဲခံနေရတဲ့စစ်တပ်နောက်ပြီးတော့တိုင်းရင်းသားအချင်းချင်းပြန်တိုက်နေရတဲ့ဟလာစစ်တပ် ဆိုတော့အဲ့လိုမျိုးစစ်တပ်ကိုမြင်ယုံတယ်မကဘူးအခုဆိုလို့ရှိရင်ဟာစစ်တပ်ထက်ကနေထွက်ပြီးတော့အဲ့လိုမျိုးတိုင်းတစ်ပါးရောက်လာတဲ့အခါမှာတခြားနိုင်ငံတွေဟာအထူးသဖြင့်တော့ထိုင်းနိုင်ငံပေါ့ဟာသူတို့သူတို့ရဲ့တပ်မတော်ရဲ့အခန်းကဏ္ဍသူတို့တပ်မတော်ဗမာဘလူးစုံရွက်နေတယ်ဆိုတော့ဟာအနေထားတွေလည်းမြင်နေရတဲ့အခါမှာဆိုတော့ဒါကတော့ personal အဲ့လိုမိကုန်းပေါ့နော်အနာဂတ်တပ်မတော်ကိုကုနောင်ယူ ဘလို့မြင်ကျင်လဲနောက်ပြီးတော့ခုနကတက်လာတော့မဲ့ဟလာဒီအာနာကတ်စစ်ကောင်းဆောင်တွေရောဘာတရင်စကားပြောကျင်လဲကျွန်တော်တို့အဲဒီတက်မလို့တယ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ပေါ့နော်ဒီ2017နောက်ပိုင်းနိုင်ငံအပြောင်းလဲတွေဖြစ်လာကြတဲ့ကဒီနိုင်ငံအပြောင်းလဲနဲ့တူကျွန်တော်တို့တက်မလို့လဲပြောင်းလဲလာလိမ့်မယ်လို့အာကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ်ပြောင်းလဲစီစဉ်ကြတဲ့ ဇာတိတော်များများလည်းရှိတယ်ပေါ့နော်အာဟိုစစ်တပ်ထဲမှာတော့ဒီလက်ရှိစစ်ကောင်တော် standard army လို့ပြောတာကျွန်တော်တို့ကတော့ဟာလူထုကိုတကယ်လေးစားလူထုနဲ့နှီးစက်တဲ့လူထုကိုအကာအကွယ်ပြုတဲ့ professional စစ်တပ်ဖြစ်ချင်ကြတယ်ဖြစ်လာလိမ့်မယ်လို့လည်းညွှန်လဲတာပေါ့နော်တစ်ဆက်တစ်ဆက်ပြီးသွားလဲတော့အတမလို့အများကြီးပြောင်းလဲလာရင် data တွင်ကဘာကြီးနဲ့မချီတော့မှ data တွင်စစ်တပ်နဲ့လူမျိုးဖြစ်လာနိုင်ကောင်းမယ်ပေါ့နော်လူထုကိုလေးစားတဲ့တိုင်းပြည်ကိုတကယ်အကာအကွယ်ပြုတဲ့စစ်တပ်လို့ညှော်လင့်ခဲ့ကြတယ်ညှော်ညှော်မှန်းခဲ့ကြတယ်ပေါ့ ိုင်မဲ့လဲတက်ဟိုပြန်ကြည့်လိုက်အင်တာမောက်ကိုဒါလေးခတ်ပါတယ်ဘာလို့လဲဆိုတော့စစ်စစ်တက်ကိုပဲ့ကင်နေတဲ့ဦးစည်းနေတဲ့အမိန်ပေးကိုကဲနေတဲ့စစ်ကောင်းဆောင်အစစ်စစ်နေဟာဟောကျွန်တော်တို့အဂတိတိုက်စားမှုဟိုအခုတုန်းတော့အကျိုးကိုကျိုးချအမျက်ထုံးမှုတွေကအင်တာမောက်ကိုကြီးမားပါတယ်အကျိုးစီးပွားနဲ့အာဏာနဲ့ချာမှာအင်တာမောက်အမြင့်တွေပေါ့သူတို့ကပြောင်းလဲလို့စိတ်လုံးဝမရှိဘူးနိုင်ငံကြီးရတာပြောင်းလဲနေတယ်ပြီးခဲ့တဲ့ဟိုဒီအခုပြောင်းဆယ်နှစ်ကိုပြန်ကြည့်ရင် ကျွန်တော်အရက်ပဲပြည်သူတွေကဒါဒီမိုဒီရဲ့ဒပိုင်းစစအရသာကိုခံစားရအကျုံးမြောက်ခံစားရပြီမယ်လို့ကျွန်တော်တက်မလို့လဲမှာကျွန်တော်ဘာမှထူးထူးခြားခြားပြောင်းလဲမလာပဲနဲ့အဂတိလိုက်စားမှုတွေနဲ့အဲဒီစင်ကဲအချင်းမြတ်ချစားနေတဲ့တက်ထဲမှာပဲနေသူကဖျက်ဆီးခဲ့ရတဲ့လိုက်တွေဖြစ်ခဲ့ကြရတယ်ဒီပုံမှာလဲအဲစစ်ရချင်းငယ်တချာမှာကျွန်တော်တို့အပါဝင်ပေါ့နော်စစ်ပြက်ခဲ့ကြတယ်ကျွန်တော်တို့ညှော်နေသူဒီလက်ရှိစစ်ကောင်းဆောင်တွေလက်ထက်မှာတော့ညှော်မှန်းမှုခက်တယ်ဆိုတဲ့ဟာကျွန်တော်အဲ့ကလေးကတဘောပေါ့ဒါပေမဲ့အာနာသိန်းနောက်မဲ့အထိတော့ အဲကျွန်တော်ဖျော်ခဲ့ဘူးဘောဆိုတော့ဒီလိုဒီလိုဘလိုဘယ်ပြောမလဲခစ်တဲ့ပြောင်းနေတဲ့အချိန်မှာဒီလိုယူမိုက်တဲ့အဲယူထားတဲ့လုံရက်မျိုးကိုမလုံလောက်ဘူးလို့ကျွန်တော်မျှော်ဝင်ခဲ့ကြတာဒါပေမဲ့ကျွန်တော်မှားတယ်ဗျဘာလို့ဆိုတော့ဒီစကောင်းဆောင်တွေကအာနာယူကျုံနေမဟုတ်ဘူးသူတို့အကျိုးစီးပွားအာနာတော့တယ်ဘာမလို့ခြာနေနေလို့ဆိုတော့အာနာသိနေတဲ့အချိန်မှာကျွန်တော်တို့တွေ့တယ်ပေါ့နော်အဲတော့အာနာလည်းတကယ်သိနေတဲ့အခါမှာအကျွန်တော်တို့ဟိုမျှော်လင့်ခဲ့တဲ့စစ်တဲ့အဖြစ်မသွားနိုင်ရုံနဲ့မဟုတ်ဘူးနောက်ပြန်ဆွဲသွားပြီဆိုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့အဲတော့ လက်ရှိကျွန်တော် data တွင်းမှာကြည့်ပါအောင်မှာ time step ကိုပဲကျွန်တော်ကြည့်အများကြီးသိတာပါတယ်ကျွန်တော်မြန်မာတက်မတော်နဲ့ time တက်မတော်နဲ့ခြားဆိုတော်တော်လေးကိုကွာသွားပါပြီဟိုစွန့်ရီအနေထားနေမဟုတ်ပါစိတ်သက်ခံယူချက်နဲ့အဲသူတို့ရဲ့ profession အကြောင်းမှာကိုကျွန်တော်တို့တော်တော်လေးကိုနှိုင်းယှဉ်စရာတော့မရှိဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ် time တက်မတော် clone ကျွန်တော်ပြန်ကြည့်မယ်ဆိုကျွန်တော်တို့ဟုတ်လား imminent mouse smart ကြတယ် imminent mouse professional ကြတယ်ဘယ်လိုပြောမလဲအဲစစ်သားတယောက်ဖြစ် imminent mouse peter ကိုမဟုတ်ဘူး သူတို့ဟာပြည်သူလူထုဘက်ကိုကာကွယ်ပေးုံနေမို့ပြည်သူလူထုအင်မတန်မှကိုအဲလေးစားချိုချိုးတော့ကျွန်တော်တို့တွေ့ရတယ်ဗောနော်ဟိုစစ်သားတယောက်အတွက်ပဲဖြစ်ဖြစ်တမတော်တယောက်ဖြစ်ဖြစ်ဒါအင်မတန်မှအရေးကြီးပါတယ်ဟိုယာသူတွေအာနာတွေဆိုတာအထက်စစ်သားတယောက်ရဲ့ဂုဏ်သိက္ခာအပြည်သူအတူဘလောက်ထိလေးစားချစ်ခင်ယိုးဒီတော့ဘာကအင်မတန်မှအရေးကြီးတယ်လို့မြင်တယ်။ဟိုဟိုဟိုဘောနော်ဒီစစ်တပ်ရဲ့ယာရုအဆင့်နေဆိုတော့ကတပ်ပိုင်းဆိုင်ကကုကဲမှုအတွက်ပဲ ဒါပေမဲ့စစ်သားတွေရဲ့တံပိုးကကျတော့ဒါမဟုတ်ဘူးပြည်သူ့ဘောသူဘလောက်ထိအလုပ်ကြည့်တယ်ဒီပြည်သူ့ကသူ့ဘောဘလောက်ထိချစ်ခင်ယူသေးလေးသားလဲဆိုတာဒါခအင်မတန်မဟုတ်အကြီးအကြီးတယ်အဓိကအကြဆုံးစစ်သားတွေဟိုစစ်တပ်မတော်တွေရဲ့တံပိုးလို့ကျွန်တော်တို့နားလဲဒါကိုထိုင်းစစ်တပ်ကြည့်ရင်ကျွန်တော်တို့မြင်တယ်ထိုင်းစစ်တပ်ဘောထိုင်းပြည်သူတွေကဘလောက်ထိလေးသားလဲအချို့သိပြီလို့ကျွန်တော်တို့မြင်တယ်အလားတူစစ်တပ်ကလည်းသူတို့ပြည်သူ့ကိုအကာအကွယ်ပေးရမယ်လေးစားရမယ်စစ်တပ်ဖြစ်ကျွန်တော်တို့ထင်ကြမြင်ရတယ်ဘောနော်ကျွန်တော်ဒီအချိန်တွေကတော့ဟိုဒီဟို အာနာမသိငင်ကတော့ဒီအရှင်လေးဒီတဆင်ချင်းသွားနိုင်မယ်လို့ကျွန်တော်ညွှန်မှန်းထားခဲ့ပြီမယ်လို့အာနာသိငင်ခံမှာအခုလုံးတဲတဲ့ခြေတုံဖြစ်သွားတယ်တက်မတော်ကပြည်သူနဲ့နည်းနည်းတော့နီးလာမယ်အနေထားတဆင်ချင်းသွားနေတဲ့အချိန်မှာမနီးရဲ့အပြင်ကိုဟိုနောက်ပြန်ဆွဲသွားတယ်ပေါ့နော်အဲ့တော့ပြန်ပြီးဒါကိုပြန်ကြည့်မယ်ဆိုရင်အာနာကိုတိမ့်လိုက်ပြီးအာနာကိုချုပ်ခိုင်နေတဲ့စစ်တပ်ကအင်အားကြီးတယ်ဘန္နာကြီးနဲ့ဟိုဘန္နာကြီးလည်းခုတင်တဲ့လက်နက်စမကလည်းကြီးတဲ့အတွက်တိုင်းပြည်အာနာကိုချုပ်ကင်ကောင်ချုပ်ကင်နိုင်ပါလိမ့်မယ် ဒါပေမဲ့အာနာသိမ့်ပြီးကလေးကတက်မတော်ချုံသွားပါပြီ။ဘာကြောင့်လဲဆိုတော့အာနာကိုတော့စစ်ကောင်းဆောင်တစုရတာအာနာကိုချုပ်ကင်ထားပြီးမယ်လို့ပြည်သူ့ရဲ့ယုံကြည်မျှော်လင့်ချက်တွေအဲ့မှာတွေကပျောက်ဆုံးတဲ့အပြင်ကိုပြည်သူ့ရဲ့ယုံချမုန်းသီးတဲ့အနေထောက်ရောက်သွားပြီဆိုတဲ့ကိုကကျွန်တော်တို့မြင်လိုက်ပြီးတက်မတော်အဲ့ကလေးကချုံသွားပြီ။ပြည်သူ့ခြေချင်းထောက်ခံမှုကြီးတဲ့စစ်တပ်ကဟိုဟိုဘယ်လိုပြောမလဲဗျာဟိုရာဇဝတ်ကိုင်းပုံစံမျိုးတွေပြည်သူ့ရန်ကားတဲ့အဖွဲ့ဖြစ်သွားကျတော့ဒါဆိုရင်တက်မလို့ဆိုတဲ့ကုန်းတွေကဘာမှမကြည့်နိုင်တော့ လက်နက်ကြီးလိုစံပွားကြီးလိုတိုင်းပြည်အာဏာကိုတော့ဆက်ချုပ်ကင်တာခိုင်နေမယ်ပြည်သူထောက်ခံမှုဆိုတော့လောကမကြီးနိုင်ဘူး။အဲဒါတော့ဒါတွေကိုပြန်ကြည့်ရင်တော့လက်ရှိအနေထားတွေကိုလက်ရှိဒီစစ်ကောင်းဆောင်ရဲ့ဘေးမှာရှိတဲ့အဲပေါ်ချူဂျီတွေလည်းသိမြင်နိုင်မယ်လို့ကျွန်တော်တို့ဟိုနားလေပါတယ်ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့တွေဟာပြီးခဲ့တဲ့2017 2021အကူပြောင်းမှာလက်ရှိအဲဒီစစ်ကောင်းဆောင်ရထားတဲ့အဲဒီပေါ်ချူဂျီကျော်စွာလေးနော်ပေါ်ချူဂျီကိုကိုဦးတို့35တို့38တွေဟာ အကြာရှိအလဲလဲပိုင်းနေပေါ့နော်သူတို့တွေအဲတူပိုမူကြီးတွေအဲ G1 delivery တွေဆိုတော့သူတို့ဟာဒီအဲဒီမိုစီဒီပိုင်းစအကူပြောင်းကိုသူတို့ကိုယ်တိုင်အလဲတတန်းအရာရှိတွေဖျက်တမ်းခဲ့တဲ့အသူတွေဖြစ်တယ်လက်ရှိအာနာသိမ့်ပြီးနောက်ပိုင်း၅နှစ်အတွင်းမှာအင်မတန်မှကိုစိုးရတဲ့အကျိုးဆက်တွေရိုက်ခတ်မှုတွေကိုသူတို့ကိုယ်တိုင်လည်းမျောဝါထင်တွေ့ကြုံရတဲ့သူတွေဖြစ်တော့အဲသူတို့ဒီအချိန်တွေကိုတော့အများကြီးရိစားမိနိုင်မယ်လို့ကျွန်တော်တို့ဟိုမျှော်လင့်နေပေါ့နော်အဲ့တော့နောက်တစ်ခုက တက်မလို့ဟာဒီတိုင်းသွားလို့မရတော့ဘူးအဲလက်ရှိစစ်ကောင်းဆောင်ဆီမှာတော့အများကြီးမျှော်လင့်လို့မရနိုင်ဘူးပေါ့တိုးတော်လဲသူ့ရဲ့မျိုးဆက်တစ်စစ်ကောင်းဆောင်တွေအနေနဲ့ဆိုရင်တော့သူတို့သူတို့ကြုံတွေ့ရတဲ့အနေအထားကိုသူတို့ရိမ့်မိတဲ့အခါမှာအဲတက်မလို့နဲ့ဟိုဘယ်လိုပြောမလဲလူထုထောက်ခံမှုမရှိတဲ့လူထုရဲ့စန့်ကျင်ဂျုံချတဲ့စစ်တပ်ဟာကိုယ်သိခံလည်းမရှိဘူးဟုတ်လားလူတော်တဲ့တော်မှာကျွန်တော်တို့ပြည်သူကြတဲ့မှာရင်းဝင်တော်ဖို့ဆိုအိမ်နာခတ်သွားပြီအဲ့တော့ဒီအချိန်တွေကိုတော့အဲမျိုးသက်တဲ့ခေါင်းဆောင်တွေလာမယ့်မျိုးသက်ခေါင်းဆောင်တွေကြောင့်မှာအဲသူတို့တွေစဉ်းစားအဲ ဟိုပေါ့နော်စင်စောတုံးတမှုတွေချိလိုက်မယ်အပြောင်းလဲတစ်ခုကိုဖော်ဆောင်မှရမယ်ဆိုတဲ့အသိဉာဏ်တွေချိလိုက်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နောက်တစ်ချက်ကဟုတ်လားအာနာချီတိုင်းလက်နဲ့ချီတိုင်းပြုစုပေါ့ရန်ကားချင်တိုင်းရန်ကားလို့မရအောင်ရန်ကားလိုက်ရင်အနာဂတ်နေဝင်ရှင်ဟာမလုံခြုံဘူးဆိုတဲ့ဒီစစ်ကောင်းဆောင်ရဲ့အဖြစ်အပျက်ကိုလည်းသူ့ဘေးနားမှာရှိတဲ့ယူသက်တပ်တို့ကြီးတွေအဲသဘောပေါက်သိမြင်နေလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒါဟာလေအနာဂတ်မှာအပြောင်းလဲအတွက်ဒီလူထုတော်လှန်ရေး ဟိုတွန်းအားတွေကြောင့်အဲအပြောင်းလဲတစ်ခုကိုဖြစ်လာတိုင်းဒီမဲ့သူတို့ရဲ့စဉ်းစားချက်တွေချိလာနိုင်မလားဆိုတဲ့ဟာမှာလည်းကျွန်တော်သုံးသပ်စရာရှိတယ်ပေါ့နော်နောက်တစ်ခုကတက်မလို့ဟာဒီတိုင်းသွားလို့မရတော့ဘူးလို့ကျွန်တော်တို့မြင်တယ်ဒီတိုင်းကဒီရွတ်တိုက်သွားနေတက်မလို့တိုင်းမီအနာကက်တယ်မို့တက်မလို့အနာကက်ပါကျွန်တော်အများကြီးပျောက်ဆုံးသွားနိုင်တယ်ဒီချိန်တွေကကုစားဖို့လည်းလိုတယ်ဟိုတိုင်းမီကိုကာကွယ်ပေးတဲ့နဲ့တက်မလို့ဖြစ်ဖို့အချိန်လေးရောက်နေပြီပြုတ်ပြောင်းလဲဖို့လိုအပ်တဲ့ကာလောက်လည်းရောက်နေပြီဒါဟုတ်လည်းပြီးခဲ့တဲ့9နှစ်မှာပြည်သူလူထုတည်ရလုံးက ပြသခဲ့ပြီးတာဖြစ်တယ်ဒါတွေကိုသဘောပေါက်ကြဖို့လိုလိမ့်မယ်သဘောပေါက်နိုင်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်တယ်ပေါ့အဲ့တော့အကျိုးစီးပွားအာဏာတွေကိုတော့ဖတ်တွေ့သွားမယ်ဆိုရင်တက်မလို့ကတိုင်းပြည်ကြာဆုံးခြင်းနဲ့သူတက်မလို့လည်းကြာဆုံးသွားနိုင်ပါတယ်ဒါတွေကိုကုစားဖို့ကတော့မျိုးသက်သက်ကောင်းဆောင်နေမှာအများကြီးအဲတာဝန်ရှိလိမ့်မယ်ကျွန်တော်လည်းဒီလိုမျှော်လင့်တယ်ပေါ့နော်ဟလာသူကကိုကျိုးစီးပွားအာဏာတဲ့တိုင်းပြည်ရဲ့အနာကက်တက်မလို့ရဲ့အနာကက်ကိုအဲသူတို့ကြည့်ချူမယ်ဆိုရင်တော့တက်မလို့လည်းပြည်ပြောင်းလဲမှုစီအဲတည်ဆောင်လာနိုင်မယ်ပဲကင်လာနိုင်မယ်လို့တော့ အဲကျွန်တော်တို့ညွှန်လင်းမိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့လောက်ပါပဲယေရှုတင်ပါတယ်ကိုဟုတ်ကဲ့ကိုယေနီယေရှုပါဟုတ်ကဲ့